ပည့်တော်ဒီဗုဒ္ဓအဟောတွေမှာပါတဲ့ဒီ납ပြီမြမာပြီငရေပြီငကားပြီတို့ဟာဗမာရှိပါတယ်လေဗျာတပည့်တော်တို့အနည်းဆက်ဆုံးဘလို့ပုံဖော်လို့ရနိုင်ပါလဲရှင်ဗျာပြီလို့ဆိုတဲ့အတိတ်ဘက်ကိုအရင်ကြည့်ရအောင်မြမာပြီလို့ဆိုတာမြမာလူမျိုးတွေအများစုနေတာတပည့်လူမျိုးတွေလည်းရှိတာပဲเนาะမြမာလူမျိုးတွေအများစုနေတဲ့နေရာကိုမြမာပြီလို့ခေါ်တယ်လို့ပဲဆင်းရဲဒုက္ခနဲ့ ဘဝအကုသိုလ်ကံတွေကြောင့်ဆင်းရဲဒုက္ခအတိပြည့်တဲ့ဒီရဝန်းတစ်ခုမှာဒုက္ခခံစားနေရတဲ့သတ္တဝါတွေနေတဲ့နေရာကိုငရဲပြီလို့ခေါ်မှာမှန်ပါဗျာနော်မှန်ပါဗျာဘယ်နေရာမှာရှိတယ်လဲဆိုတော့မြတ်စွာဘုရားဘယ်မှာရှိတယ်လို့တိုက်ရိုက်ပြောထားတာတော့မရှိဘူးဘုဖို့အတွေ့နဲ့ပြောရမယ်ဆိုလို့ရှိရင်အများရမီးလောင်နေတဲ့အတွင်းထဲမှာပူလောင်နေတဲ့ဒီမီးတောင်နေဆိုရှိတယ် အဲ့ဒီမေးတော်နေထဲမှာတက်ရှိတော်ဟာနေနေဖြစ်နေတဲ့ကောင်းနေဟာအများရပူလောင်နေမှာပဲမှန်ပါဗျာမြေုပ်သီးထဲမှာမွေးတဲ့ပိုးလိုပဲပေါ့နော်မှန်ပါဗျာအဲ့လိုမျိုးတော့မရှိနိုင်ဘူးလားရှိတယ်အခုရေဘူးတွင်နေပါလေဆိုတာစာပေကျမ်းအရပြောမယ်ဆိုရင်တပောတာမြစ်ဆိုတာအိန္ဒိယမှာရှိတယ်မှန်ပါဗျာအဲ့တပောတာမြစ်ဟာတပောတာဆိုတာတပဆိုတာပူတဲ့ဥဒကရေမှန်ပါဗျာရေဘူးစမ်းစီစင်းတဲ့မြစ်မှန်ပါဗျာ အဲ့ဒီမြေကဘာကြောင့်ရေဘူးဖြစ်ရသလဲလို့ဆိုရင် လောဟကုန်ပြီလို့ခေါ်တဲ့ငရဲအိုးကြီးနှစ်ခုကြာဖြတ်စီလာတယ်ဆိုတော့စဉ်းစားကြည့်ရတာကမီးတောင်ကြီးနှစ်ခုကြာနေဖြတ်စီလာတော့ဟိုဘက်ကလည်းမီးတွေလောင်နေဒီဘက်ကလည်းမီးတွေလောင်အဲ့ကြားထဲကဖြတ်စီလာလို့ဒီရေဘူးသွားတာဆိုတော့အဲ့တချို့စာကျမ်းလေးတွေအနေနဲ့ပြောရမယ်ဆိုရင်တော့မြေကြီးအောင်မှာငရဲပြီဆိုတာရှင်းနိုင်တယ်ပေါ့နော်မှန်ပါဗျာရှင်းနိုင်တယ်လို့ပြောအစဉ်ဒုက္ခ ရောက်တဲ့ပုံကူတွေတရွာတွေပေါ့ဒုက္ခခံရတဲ့တရွာတွေအေးမြတ်မြတ်မနေရဘဲနဲ့အမြဲတမ်းဒီဆဲဒုက္ခခံရတဲ့တရွာတွေနေတဲ့ဣရိယာကြီးတစ်ခုကိုငရဲပြည့်လို့ပြောမှာအဲ့ဒီငရဲပြည့်ကိုမြတ်စွာဘုရားပုံဖော်ပြီးတော့ဟောထားရှိတယ်မှန်ပါဗျာမြင်ရတာလဲ60လမ်းစရာကြားရတဲ့အတန်ကလည်း60လမ်းစရာအနံ့ကြီးကလည်းမခတ်နိုင်လောက်အောင်ဆိုတဲ့အနံ့ လျာကအရသာရလည်းပဲလုံးဝခံရခဲ့တဲ့အရသာခန္ဓာကိုယ်လာထိတာလည်းပဲလုံးဝအထိတွေ့မကောင်းတဲ့ဟာစိတ်ထဲမှာကူးလိုက်ရရင်လည်းအကောင်းတစ်ခုတစ်ခုမှမရှိတဲ့မျက်စိနန္နာလျာကာရလို့ဆိုတဲ့လူရဲ့ခန္ဓာကိုယ်မှာဆက်သွဲတဲ့အရာတွေဟာအလုံးဟာ၆ဆရာလန်းဆရာဟိုစိတ်မချမ်းသာကြရတဲ့ကြီးနဲ့ကြုံတွေ့နေရတဲ့သရဝါတွေကိုငရေငရေခံရတဲ့သရဝါလို့ခေါ်တယ်မှန်ပါဗျာ အဲ့ဒီငရေသားတရဝါရီနေထိုင်ရာဧရိယာကြီးတခုမင်းပြီလို့ပြောတာမှန်ပါဗျာ။နတ်ပြည်ဆိုတာကတော့လူတွေနေတဲ့နေရာအပါဝင်လို့ပြောမယ်။ဘာလို့ဘုံမဆိုးနတ်ဆာရှိတယ်။မှန်ပါဗျာ။တပည့်ဆက်ကြတဲ့မှာဘုံမနန်ဒီဝနန်သတ္တံသုတ်တော်မှန်ပါဗျာ။သတုမာရာဇိကဒီဝါလို့ဆိုပြီးတော့မှန်ပါဗျာ။လူပြည်မှာလူတွေနဲ့လက်ပေါင်းတည်းနေတဲ့ နော်အိမ်ဆောင်နဲ့တို့ကျောင်းဆောင်နဲ့တို့ရှုကစိုးတို့ဘုံမစိုးတို့ဆိုရှေ့လေမှန်ပါဗျအဲ့ဒါအဲ့ဒီသူတို့ရဲ့နေထိုင်တဲ့ area ဟာဟုတ်အထက်လွတ်လပ်တဲ့အာကာသအထီအောင်သူတို့ဆန္ဒဒုက္ခနဲ့ပြည့်စုံတဲ့သရဝါရီနေထိုင်တဲ့နေရာကိုနတ်ပြည်လို့ခေါ်တာပဲမှန်ပါဗျပြမဆိုတာကသူကမြင့်မြတ်တဲ့စိတ်နဲ့အမြဲတမ်းနေချတယ်မှန်ပါ မေတ္တာကရုဏာမုရိတာဥပိ္ပခာဆိုတဲ့ပြပစိုးတရားနဲ့အမြဲတမ်းနေတယ်။သို့တော့မြမပြည်ကိုရောက်တာဒါနနဲ့သီလနဲ့တည်းမရောက်ဘူး။မှန်ပါဗျာ။တပထချင်းစဉ်တစ်ခုပေါ်ပေါ်ရောအောင်မြောင်ကျင့်နိုင်မှမြမပြည်ကိုရောက်တာဖြစ်တယ်။မှန်ပါဗျာ။အဲ့ဒါလေချင်းစဉ်ရင်တူတဲ့ပုံကိုတွေဟာဆန်းလို့ခေါ်တဲ့ဟာပေါ့နော်။မှန်ပါဗျာ။တပထချင်းစဉ်ကျင့်လို့အဲ့ဒီအကြောင်းတရားတွေတူညီပြီးတော့ရောက်ရှိသွားတဲ့ ပုဂ္ဂိုလ်တွေရဲ့နေထိုင်ရာဧရိယာတစ်ခုကိုပြမပြည့်လို့ပဲပြောရမှာပေါ့မှန်ပါဗျာနော်နှခါပြည့်ဆိုတာကတော့စာရဲပေတဲ့မှာတော့သူကပင်လယ်အောက်မှာအဓိကအများကြီးရှိတယ်ပေါ့နော်မြေမို့တောင်အောက်မှာလည်းရှိတယ်လို့ဆိုတယ်အဲ့တော့နှခါလို့ဆိုတာပမပြည့်ကနှခါဆိုတာတော့ပကြီးဆရာတွေရဲ့ကောင်းမှုနဲ့အချွန်တက်ပါမနှခါလို့ထင်တယ်မှန်ပါ အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဒီကောဘရာဆက်ပွေဟောက်ကြီးတွေကိုနိမှန်ပါဗျာနဂါလို့ခေါ်တာမှန်ပါဗျာအဲ့ဒီနာဂါကနေနဂါလို့ပြောလာကြတာမှန်ပါဗျာအိန္ဒိယနိုင်ငံမှာနာဂါဆိုတာအဲ့ဒီပပင်းထောင်နဲ့မွေဟောက်ကြီးတွေကိုအဓိကထားပြီးတော့ခေါ်တာပမာယူဆနဲ့နဂါဆိုတာဒီကနေ့လူတွေကမတွေးကြတော့သူကမွေဟောက်ကိုမွေဟောက်တို့မပွေးဘူးပေါ့နော် အဲ့ကောင်လေးကိုနာဂါလို့ခေါ်တာအဲ့ကောင်လေးကမြေကြီးအောင်မှလည်းရှိတယ်အကောင်ကြီးကြီးတွေကြတော့ပင်လယ်အောင်မှလည်းရှိတယ်မှန်ပါဗျာအဲ့တော့သူတို့အများဆုံးနေတဲ့ဧရိယာကိုနဂါပြေလို့ခေါ်မှာပေါ့နော်ဒါကတော့တရဝါးတွေရှိတဲ့နေရာတစ်ခုအများဆုံးရှိတဲ့နေရာတွေကိုရည်ညွှန်းပြီးခေါ်တာပါ